ဟောစားတဲ့တန်တွေခွဲခြားတဲ့နေရာမှာဆိုရင် အပြစ်လောက်တာရင်တူတူတော့မှတို့ပါစတွေကိုမရိုက်ဘူးကျွန်တော်တို့တန်တွေတို့မရိုက်ဘူးကျွန်တော်တို့ပါစတွေကိုပဲရိုက်တယ်နောက်ပြီးအခုပေါ့စီနီယာစီနီယာဂျူနီယာရဲ့ခွဲခိုင်းတယ်အရင်ရောက်တဲ့ကောင်တွေကကျွန်တော်လူကြီးနာလူကြီးပိနာကပ်ပြီးလူဘွားဝတာရရှိတယ်အပစင်တစ်ဆရာကိုထိတ်တုံးထဲမှာခတ်ထားကျွန်တော်တွေ့ကျွန်တော်တွေ့ရောဟိုတည့်နေတော့လဲကြာရောသူကထိတ်တုံးနေရင်ထိတ်တုံးကိုဖြတ်ပြီးထွက်ပြေးသွားတယ် ဖျက်ပြေးသွားပြီးမကြောက်ဘူးကျွန်တော်တို့အပစင်73ကတင်ငယ်ချင်းနှစ်ယောက်ကိုသူကဖျက်ပြေးဖို့ဆိုလာကဲထုတ်တယ်သူလွတ်သွားပြီးလွတ်သွားပြီးမကြောက်ဘူးအဲ့သူဘလုံးရွာတော့ဘလုံးဆင်းကန်တဲ့အချိန်မှာရွာလူကြီးကသူဘလုံးကန်နေဟောက်တွေ့သွားပြီးတော့သူတို့မတင်ကြလို့ဆိုပြီးတော့အဲ့တင်တဲ့ကြောင့်ပြန်ပို့တယ်ပြန်ပို့ပြီးတော့ဟိုအဲ့ထေထုံးထဲမှာကျွန်တော်တင်တဲ့ကြောင့်ပြောင်းတဲ့အချိန်မှာသူအဲ့ထေထုံးထဲမှာပြန်ခတ်ထားတယ်နဲ့မိုးလင်းတော့သူ့အဲ့တင်းတန်းကြောင်းတင်းတန်းသားအယောက်900ရှိရယ်အဲ့အယောက်900ကိုတယောက်တစ်ချန်လုံးနဲ့ရိုက်ခိုင်းတယ်သူ။နောက်ပြီးတော့အဲ့ရိုက်တာနဲ့ အားမရဘူးသူတို့ရုံကောင်းရင်ကငါပြောပြနေပြင်ကြမှာကိုတေတွင်ကိုတူခိုင်းပြီးတော့ခေါင်းမော်လက်တင်ပြီးတော့အဲနောက်စီကိုတနက်နေ့ချိန်မျိုးပြစ်တက်ပလိုက်ပြစ်တက်ပြီးတော့လည်းအဲသူအလောင်းကိုတေချာမှမရဘူးအဲ့တိုင်းပဲထားတယ်နောက်ပြီးအမင်းစားလည်းမပြန်သေးဘူးရွက်လေပိုင်လည်းမလုပ်ဘူးအဲကမီးပိုင်လည်းအကြောင်းမကြောက်ဘူးကျွန်တော်တို့လည်းအဲ့နောက်မတော်ဘူးကန့်လက်နေပြီဆိုတော့တတ်မှတ်ထားတယ် နာမည်ရောညမျိုးမှာကျွန်တော်ထပ်ဆောင်ရတဲ့တင်ရတော့ခမာယမလင်းကချင်းမြတ်တင်ရဖြစ်ပါတယ်ကျွန်တော်ရဲ့ကိုပိုင်တပတ်ပါစတင်ကားနေ့ကိုနေ့တုံညကျွန်တော်ဆင်ရတော့တသားဆင်မှာကျွန်တော်ဒီဘက်ကိုကူပြောင်းခဲ့တဲ့ရဆွေ2025စက်တလပိုင်း9ရက်နေ့ဖြစ်ပါတယ်နာမည်ရောစီတီကျော်ဖြစ်ပါတယ်ကျွန်တော်တောင်ထပ်ဆောင်ရတဲ့တင်ရတော့ခမာယ986ချင်းမြတ်တင်ဖြစ်ပါတယ်ကျွန်တော်ကိုပိုင်နံပါတ်ကပါစ1603လေးနေပါကျွန်တော်ရဆင်ရတသားဆင်ကျွန်တော်ဒီဘက်ကိုကူပြောင်းလာရဆွေ27ရက်စက်တလ2025ဆင်ပါတယ်ဟုတ်ရောတော့ပါစီဖြစ်ပါတယ် ျွန်တော်တာဝန်ထမ်းဆောင်ရတဲ့တက္ကသိုလ်ဆမိုင်းငါရှိတော့ပြပါတယ်ကျွန်တော်ကိုပိုင်းနဘောတော့ဖတ်စာ163ကျွန်တော်ဆရာတော်တတ်တာပါကျွန်တော်ဒေါ်လာအင်တက်တွေနဲ့ပူပေါင်းလာတာတော့21ရက်17လပိုင်း2023ကျွန်တော်နာမည်ကဇုံမေတို့မှာကျွန်တော်နေတဲ့တက္ကသိုလ်ဆမိုင်း986တက်ပါကျွန်တော်ကိုပိုင်းနဘောဖတ်စာ16ငါ94ပါကျွန်တော်ဆရာတတ်တာပါကျွန်တော်ဒီကိုတော်လိုင်းလာရောက်ပူရတဲ့ရက်စောကတော့27 17လပိုင်း2025ပါ ရောင်းရမယ်လေးစုပ်ပဲပါကျောတက်ရရောခမရ56ပါကျောကိုပန်မရောပါစာတချောင်းက56ပါအရှိရတော့တတားပါကျောတော်လိုက်ရင်းနဲ့ပူပါလာရေးဆိုရော21ရက်17လပါ2025ပါကျွန်တော်နာမည်ကတော့ကျောကြီးပါကျွန်တော်တိုင်ရတော့ခမရမျက်ပုံကချိန်မတိုင်းဖြစ်ပါလေပါစာကျွန်တော်ကိုပန်တပါကတော့ပါစာ336ရောက်တော့ညာအရှိရတော့တတားပါ ကျွန်တော်ဒီဒေါ်လာရဲ့ကူပေါင်းနဲ့ရေဆွဲရတော့2025စက်တလပိုင်း7ရက်နေ့ဖြစ်ပါတယ်။ကျွန်တော်နမရပြည့်စုံဖြစ်ပါတယ်။ကျွန်တော်တိုင်ရတော့ခမရနှစ်ခုငါဖြစ်ပါတယ်။ကျွန်တော်ကိုယ်ပိုင်နံပါတ်ကတော့ပါစာ13ခု5ခုဖြစ်ပါတယ်။ကျွန်တော်ရစင်အားတပါဖြစ်ပါတယ်။ကျွန်တော်ရောက်ဒီတော်ပိုင်ရောက်ရတဲ့ရေဆွဲရတော့2025စက်တလပိုင်း7ရက်နေ့ကျွန်တော်ရောက်ပါတယ်။ကျွန်တော်ကတော့ခမ95ချင်းမတိုင်းရတိုင်းတော်မြခေါ်ဇော်လေးပါ။ကျွန်တော်ကိုယ်ပိုင်နံပါတ်တာဝန်မှုလေးလေး5ခုရှိတက်ချက်ဇော်လေး။ကျွန်တော်ကတော့စာပြုံးမှုတွေ တောင်းပန်ထပ်ဆောင်ပါတယ်ဒီဘက်ကိုပူပန်လာရရေဆွဲရတော့16ရက်17လ2025ဖြစ်ပါတယ်ခင်ဗျာနော်ဂျပန်စတဲ့ရောက်ပါတယ်ချင်းနေပြီပေါ့နော်ကျွန်တော်2024 6လပိုင်း3ရက်နေ့မှာကျွန်တော်မန္တလေးကျုံကျုံပြီး33လင်းမှာကျွန်တော်အလုပ်လုပ်ပြီးတော့အပြန်နေ့လေထမင်းစားအပြန်အဆောင်ရောက်ချင်းပဲပေါ့နော်950ဆရာတော့ဥပဒေတော်ရေးပြည်သူ့စီဖွဲ့ကျွန်တော်နောက်ကရင်သနက်နဲ့ထောက်ပြီးတော့ မျိုးမေးရရှိလို့ခဏလိုက်ခဲ့ပါတော့ကျွန်တော်ခေါ်တယ်ဗောနော်ဒါမှကျွန်တော်ညင်းနေပေါ့ညင်းတော့မရဘူးကျွန်တော်တနက်စီနေနောက်ကနှစ်ချက်ထောင်းပြီးတော့ကျွန်တော်ကိုစကိုင်းတမသုံးသုံးနဲ့ကိုကျွန်တော်ခေါ်ွားရပေါ့ရောက်ချင်းမှာကျွန်တော်ကိုကင်းနဲ့ထည့်တယ်ည9နာရီလောက်ရောက်တော့ကျွန်တော်ကိုမျိုးလုံးပွားစီ လက်ကိုတန်ကြန်ရောက်ကျွတ်တော့မောက်လေးရနေထားနဲ့ချောက်ကိုထိတုံးခတ်ပြီးရိုက်နှက်ပြီးမေးကြရတယ်ပေါ့မင်း PDF ကောင်းတော့ဖူပိုင်ချင်းနဲ့အဆက်အသွယ်ရှိရလို့တရင်ရလို့ငါတို့မင်းတို့ဖမ်းတာကိုပြောတော့ရိုက်တာပေါ့ ဒါပေမဲ့ကျွန်တော်ပြောနေပေါ့မဟုတ်ပါဘူးကျွန်တော်အဆက်အသွယ်မရှိပါဘူးကျွန်တော်မိဘအတွက်လုပ်ကြည့်နေတဲ့တားတယောက်ပါကောင်းအောင်မယူသားလုပ်စားနေတဲ့ကောင်လေးတယောက်ပါကျွန်တော်ပြောနေပေါ့အဲ့မှာသူတို့ကျွန်တော်ဖုန်းကိုယူစစ်တယ်ကျွန်တော်မေကိုဖုန်းဆက်ပြီးမေးတယ်မေကလည်းပြောတယ်ကျမသားဘသူမိသားသူတို့ကရှားွေကျွမ်းမွေးနေတဲ့တားတယောက်ပေါ့ဘယ်သူနဲ့မှလည်းဆက်သွယ်မရှိဘူးလို့ပြောတယ်အဲ့မှာသူတို့ကတစ်ခါပြန်ပြောတယ်ကျွန်တော်မေဟုတ်တယ်အပီအဒီအမကနဲ့သူအတိတောင်ကျွန်တော်ပြန်လုပ်ပေးမယ်ပြောပြီးဖုန်းချလိုက်တယ် ဒါပေမဲ့တို့ကျွန်တော်ကိုပြန်မလွတ်ပါဘူးကျွန်တော်ကိုတို့ရိုက်တယ်နှက်တယ်ပတ်တင်20ရင်းနေပြီးစရိုက်တာပတ်စုံစက်တည်းတဏှာမဖွင့်တဲ့အထိတဏှာမဖွင့်ခင်ချီတိပေါ့တို့ရိုက်ကြတယ်အဲ့မှာပဲကျွန်တော်ကို2025 3လပိုင်း2ရက်နေမှာရဆောင်မျိုးရှိဘာလို့တဏှာကြောင်းကိုကျွန်တော်ကိုပို့တယ်ပေါ့နော်အဲ့မှာပဲကျွန်တော်အချက်ပတ်ပြည်သူစစ်တဲကိုကျွန်တော်ကြောက်ပါဟောကျွန်မစစ်တဲတဲကိုဘယ်လိုရောက်သွားလဲဆိုတော့2024နှစ်စမှာ ျွန်တော်အလုတ်ကအပြန်ရဲဘော်စီလမ်းစုံမှာကျွန်တော်ပေါ်တာဆွဲခံတာပေါ့လို့ဆွဲခံလဲဆိုတော့သူတို့မောင်းထဲမှာကားရထားတယ်ကျွန်တော်လောပြန်လာ၈နိုင်ကိုယ်မောင်းထဲမှာကားရထားတယ်ကျွန်တော်လည်းထုံးစံနိုင်လို့ပဲကျွန်တော်လမ်းထဲပုံသွားတယ်ဝါးရချင်းမှာသူတို့မောင်းထဲရတယ်လူတွေထွက်လာထွက်လာပြီးကျွန်တော်ဘာမှမမေးမဆမ်းမနေကျွန်တော်လက်ထိတ်ဖြတ်ပြီးထူထောင်ရဲနေပြီးတော့ကားပေါ်ထင်ပါတယ်ဘယ်လိုခေါ်ရလဲဆိုတော့ရဲဘော်စီနားကတရင်တပွဲခေါ်ထဲပါတယ်အဲ့ဒီရတော့ကျွန်တော်ကိုချုပ်လက်ထည့်ထားတယ်ရိုက်နှက်တယ် လက်တနိုင်တို့လောက်မှာကျွန်တော်ဟိုမီးသဖို့ကြီးပါမီးသဖို့ကြီးကမင်းနဲ့မြန်နိုင်ကူညီမှုတင်ညာကုန်လေကျွန်တော်ခေါ်ထည့်ပါတယ်ဟိုရောက်တော့ကျွန်တော်6ပေါက်တည်းထည့်ပြီးတော့ကျွန်တော်ရိုက်နှက်တည်တယ်နတ်မိုးလင်းတော့သူတို့ပြောပြောနေတာအဘဆိုတဲ့လူရောက်လာကျွန်တော်ပြေးတွေ့တယ်ပြေးတွေ့ပြီးတော့လောကုံးကြတဲ့အုတ်ကြီးနဲ့ပြေးတွေ့တယ်ပြေးတွေ့ကျွန်တော်စေးုံစေးကန်းခေါ်ပါတယ်သွေးစစ်တယ်ပြီးတော့လက်ပေါက်ကရုံခေါ်ပါတယ်မှတ်ဖို့နေနေရိုက်ပြီးတော့ရွာနေမင်းနဲ့ရွာကိုပြကိုစားပြုဆိုရကျွန်တော်ထည့်လိုက်တယ် တဲ့ဒီမှာကျွန်တော်ဘင်းအောင်စစ်ကြောရေးကိုကျွန်တော်ဘင်းအောင်စစ်ကြောရေးကိုကျွန်တော်ဒလာတီတီပို့တာပြီးတော့ရဲ့နေရာညကျွန်တော်2024မားလပိုင်း9ရက်နေ့မှာကျွန်တော်တင်းနှန်းကြောင်ပို့တယ်တော့မှအပတ်စဉ်73နေနဲ့ကျွန်တော်တင်းနှန်း3လတီတီကျွန်တော်တက်ရောက်ခဲ့ပေါ့ကျွန်တော်အကြမ်းဖက်စစ်တပ်တွေရောက်လာတဲ့အချိန်ပေါ့အကြောင်းရင်းလေးပေါ့ကျွန်တော်2025လပိုင်း3ရက်နေ့မှာမော်လမြိုင်အစ်စ်ကျွန်တော်ရဲ့ကျောင်းကားဆရာရဲ့ကျောင်းငယ်ကြီးရဲ့3ရောင် အတက်မှာလောလောတထားမှာပေါ့စစ်စေးရယ်ဆေးမှုနဲ့ဆိုကျွန်တော်တို့မတက်ခါဘူးနဲ့ဖမ်းတယ်ဖမ်းပြီးဆိုဆွေတူအမတ်တက်ခမရအမတ်တက်ကိုပို့တယ်အမကျွန်တော်တို့ကျွန်တော်တို့တော့ကျွန်တော်ရယ်ကျွန်တော်ကားဆရာရယ်ကျွန်တော်ငယ်ချင်းတောက်ရအောင်တချိုးနဲ့တောက်တယ်တောက်ပြီးဆိုကျွန်တော်ရိုက်နေတယ်တပတ်လောက်ရိုက်နေပြီးဆိုကျွန်တော်အမတ်ဆက်နဲ့ပလောက်ကိုတက်မတမ်းကြောင်ပို့တယ်ဒီမှာပက်ပက်ဆက်ဆက်လေးနေနဲ့ကျွန်တော်ကျွန်တော်တို့တေတာတောက်လာတက်ခဲ့ပါ ဒါနဲ့ပဲကျွန်တော် chapter 7ထဲရောက်သွားကြောင်းဖြစ်ပါတယ်ဟိုဟိုပေါ့တင်းနှန်းကြောင်းမှာဆိုလို့ရှိရင်ကျွန်တော်ပေါ့ကျွန်တော်တိတ်ကြုံရဲဆိုတော့ကျွန်တော်တို့ကတင်းနှန်းကြောင်းမှာကျွန်တော်တို့ဖုန်းပေးမကင်ဘူးပတ်စံပေးမကင်ဘူးကျွန်တော်မုတ်စားခြင်းနဲ့စလေးတောက်ခြင်းနဲ့ဖုန်းစားခြင်းဆိုကျွန်တော်တို့အင်းကိုပတ်စံလဲခိုင်းတယ်တင်းနှန်းတင်းနှန်းပုံမတိအောင်ကျွန်တော်ခိုးပြီးလဲခိုင်းတယ်တကယ်ရတဲ့အချိန်မှာပထမတော့ကျွန်တော်တို့လက်ထဲပတ်စံရောက်တယ် ပိုင်းသူတို့ကဖုန်းနံပါတ်တွေကိုမှတ်ထားတယ်ကျွန်တော်တို့အိမ်ကဖုန်းနံပါတ်တွေမှတ်ထားတယ်မှတ်ပြီးတော့ကျွန်တော်တို့ကျွန်တော်တို့အိမ်ကြီးရှာပတ်စံတွေလိန်တောင်းတယ်အမသားပတ်စံဘလောက်တွေပေါအောင်ဘယ်ရွေးလေးပေါအောင်ဆိုပြီးတော့လိန်တောင်းကြတယ်လိန်တောင်းလိန်တောင်းပြီးသူတို့ယူတယ်ကျွန်တော်တို့ရှိမှလွဲခိုင်းတော့မှကျွန်တော်တို့ပတ်စံ၅သိန်းလွဲခိုင်းရင်ကျွန်တော်တို့လက်ထက်3သိန်းပဲရောက်တယ်။၅သိန်းလောက်ကသူတို့ကဖြတ်ထားတယ်။ကျွန်တော်တို့ကဘာမှပြောပိုင်ဝင်လည်းမရှိဘူး။ကျွန်တော်တို့ကငြိမ်ခံနေရတယ်။ပတ်စံနဲ့တန်တွေခွဲခြားတဲ့နေရာမှာဆိုရင်အပြစ်လောက်တိုင်းတူတူတော့မှတို့ပတ်စံတွေကိုမရိုက်ဘူး။ကျွန်တော်တို့ တန်းနေလို့မရဘူးကျွန်တော်တို့ပါစာတွေပဲရိုက်တယ်နောက်ပြီးအခုပေါ့စီနီယာစီနီယာဂျူနီယာရဲ့ခွဲခံတယ်အရင်ရောက်တဲ့កောင်တွေကကျတော့လူကြီးနာလူကြီးပိနာကပ်ပြီးလူဘွားဝါတာရှိတယ်သူတို့ဆိုရင်ရှင်လူကြီးရကားပါအပြစ်ပေးတယ်ကျွန်တော်တို့ဆိုရင်အပြစ်မြင်တယ်ဘာပဲလုပ်လို့နောက်ပြီးတော့ကျွန်တော်ဒီနောက်တိုင်းတယုံရောက်တော့လေကျွန်တော်အခုရှေးတန်းထွက်နေကြုံရတာကျတော့အဲခေါင်းပုံဖြတ်တဲ့နေရာမှာဆိုလို့ရှင်တို့တွေနားတဲ့နေရာရောက်လို့ရှင်ဖုန်းကျောင်းမှာနားလဲဆိုရင်ဖုန်း ုန်းကြောင်းမနာရင်ဖုန်းကြောင်းပြန်ထွက်သွားရင်ဖုန်းကြီးကိုလှူဖို့ဆိုရသူတို့ကျောင်းရည်လှူဖို့ဆိုသူတို့ပတ်စံလေးလာဖြတ်တယ်ပတ်စံလေးလာယူတယ်ပြီးရင်ကျွန်တော်တို့လာတာလေးကလာတာလေးကဘာဘာဘိုးကြီးညာဘိုးကြီးသူတို့ဖြတ်တယ်မမရောက်ဘိုးကစားသူတို့ဖြတ်တယ်တင်းရင်းများဖို့ဒီသူတို့ပြောတယ်မိုင်းရှာသူဘိုးကစားကျွန်တော်တို့အကုန်လိုက်ဖြတ်တယ်သူတို့တွေဖြတ်တာကြီးလည်းရှိကျွန်တော်တွေ့ကြုံခဲ့ရတာပေါ့အဲဒါကြောင့်ဆောက်တော့အပတ်စဉ်တစ်စရာကိုထိတုံးထဲမှာခထားကျွန်တော်တွေ့ကျွန်တော်တွေ့ရောဟိုတင်းနေတော့လေကြာရောသူကထိတုံးနေရင်ထိတုံးကိုဖြတ်ပြီးထွက်ပြေးသွားတယ် ဖျက်ပြေးသွားပြီးမကြောက်ဘူးကျွန်တော်တို့အပစင်73ကတငယ်ချင်းနှစ်ယောက်ကိုသူကဖျက်ပြေးဖို့ဆိုလာကဲထုတ်တယ်သူလွတ်သွားပြီးလွတ်သွားပြီးမကြောက်ဘူးအဲ့သူဘလုံးရွာတော့ဘလုံးဆင်းကန်တဲ့အချိန်မှာရွာလူကြီးကသူဘလုံးကန်နေဟောက်တွေ့သွားပြီးတော့သူတို့မတင်ကြလို့ဆိုပြီးတော့အဲ့တင်တဲ့ကြောင့်ပြန်ပို့တယ်ပြန်ပို့ပြီးတော့ဟိုအဲ့ထေထုံးနဲ့မှာကျောင်းတင်တဲ့ကြောင့်ပြောတဲ့အချိန်မှာသူအဲ့ထေထုံးနဲ့ပြန်ခတ်ထားတယ်မနေ့မိုးလင်းတော့သူ့အဲ့တင်တဲ့ကြောင့်တင်တဲ့သားအယောက်900ရှိရအဲ့အယောက်900ကိုတယောက်တစ်ချက်လုံးနဲ့ရိုက်ခတ်တယ်သူနောက်ပြီးတော့အဲ့ရိုက်တာနဲ့ အားမရဘူးသူတို့ရုံကောင်းရင်ကငါပြောပြနေပြင်ကြမှာကိုတေတွင်ကိုတူခိုင်းပြီးတော့ခေါင်းမော်လက်တင်ပြီးတော့အဲနောက်စီကိုတနက်တဲ့ချိန်မျိုးပြစ်တက်လိုက်ပြစ်တက်ပြီးတော့လည်းအဲသူအလောင်းကိုတေချာမှမရဘူးအဲ့တိုင်းပဲထားတယ်နောက်ပြီးအမင်းစားလည်းမပြန်သေးဘူးရွက်လေပိုင်လည်းမလုပ်ဘူးအဲကမိပိုင်လည်းအကြောင်းမကြောက်ဘူးကျွန်တော်တို့လည်းအဲ့နောက်မသွားဘူးကန့်လက်နေပြီဆိုတော့တတ်မှတ်ထားတယ်နောက်ပြီးတော့ကျွန်တော်တို့မိုင်36တဲ့ချိန်မှာလည်းဟိုခြေချိုးလက်ချိုးဖြစ်ရင် အဲမိဘတွေအကြောင်းကြားပြီးအိမ်ပြန်ပို့ပေးမယ်ပြောတယ်စာရုံထဲမှာပါတယ်ကျွန်တော်တို့အဲ့လိုတကယ်ဖြစ်လာတဲ့အချိန်မှာသူကဘာမှမလုပ်ဘူးတို့မတက်တာလို့စီကံသွားပြလို့ရှိရင်လည်းအဲစီကံဆေးမှုရကျွန်တော်တို့ဆဲဆဲတော့ကျွန်တော်တို့ကကြာလာအဲသူတို့ဆဲတယ်နေမခံနိုင်လို့ဆိုပြီးတော့စီကံတော့မပြတော့ဘူးကိုတက်တာမဲ့ဆေးကိုသူတို့အဲအပြင်သွားတဲ့ဆရာတွေကိုဆရာကြီးတွေကိုမှားတယ်မှားပြီးတော့သူတို့မှားလို့ရှိရင်လည်းကိုမို့ရပူပေးပြီးမှားတယ်ကျွန်တော်တို့အဲ့လိုနဲ့ပဲဒီကျွန်တော်ဖြစ်တဲ့ယောဂါကြီးကိုတက်တာကိုကုပြီးတော့အဲ့လိုနဲ့ပဲကျွန်တော်တင်းနှောင်းကြောင် ပြီးအောင်ကြော်ဖြတ်ခဲ့ဟုတ်ကျွန်တော်လေ့ကျင့်ရေးတင်တဲ့ကြောင့်စဉ်းပြီးတော့ဗောနော်ထိုင်းတရင်မှာတွေ့ကြုံရတဲ့အတွေ့အကြုံကတော့เนาะကျွန်တော်2025 6 9လပိုင်း6ရက်နေ့မှာဗောနော်ကျွန်တော်905ခမရ905ချင်းမြန်တရင်ကိုကျွန်တော် booking နဲ့ကိုတူကင်းကွန်းတာဝန်နဲ့ကျွန်တော်ထမ်းဆောင်ရတယ်ဗောနော်ကျွန်တော်ကင်းလဲဆောင်ရတယ်ပြီးတော့ကင်းလာဆောင်ရတာပါတနက်လည်းမပြီးဘူးနေ့ရက်ထင်းနဲ့ကင်းကိုတညလုံးဆောင်ရတယ်ကင်းလဲလာမဖြစ်ကြဘူးဗောနော်သူတို့ကသွားကြည့်တော့သူတို့ကနင်းနေတွေ့တွေ့နဲ့မိသားစုနဲ့အခန်းထဲမှာအိမ်နေကြတယ်ဗောနော် ပြီးတော့မနက်လင်းတော့သူတို့ဖရစ်ခွဲကြတယ်ဖရစ်ခေါ်ခိုင်းတယ်ဖရစ်ခေါ်ခိုင်းတော့လေအရာကြီးရာကန်ပူရဲ့လိုင်းငန်းနေမှာကျွန်တော်တို့သွားပြီးတော့တန်ရှင်းရေးလုပ်ပေးရတယ်ပေါ့နော်သူတို့ခိုင်းတာမပြီးရင်ကျွန်တော်တို့ထမင်းစားခွင့်မပေးဘူးမနက်ကနေညကနေပေါင်းစားတဲ့ရက်တွေလည်းရှိရပါဘူးနော်အဲ့မှာသူတို့ကျွေးတဲ့ထမင်းဟင်းကလည်းခွေးစားလာတော့မှရမွန်ဘူးပေါ့အဲ့မှာကျွန်တော်တို့စားမကုန်တဲ့ထမင်းတွေကိုခွေးချကြွေးရတော့မှခွေးတွေမစားဘူးဗျာအဲ့မှာကျွန်တော်တို့ဆေးရငယ်မိတယ်ဝမ်းနေမိတယ်ပေါ့နော်သူတို့ကြတော့အာဟာရရှိရစားပြီးတော့ကျွန်တော်တို့ကြတော့ ခရံကောင်းသည်ကော်ပြီးတော့မုံလာဥရင်နဲ့ကျွေးရပါတော့။ငါးရာမရှိတော့ကျွန်တော်တို့ဖျားရတယ်။နာကြတယ်ပါတော့။အဲ့မှာကျွန်တော်ရဲ့လေ့ကျင့်ရတဲ့နှောင်းချောင်းဆင်းပြီးတဲ့နောက်ထိုင်တရင်မှာတွေ့ခဲ့တဲ့အတွေ့အကြုံပေါ့။ကျွန်တော်အရှိတမ်းမှာတိုက်ဝဲတွေစဖြစ်တဲ့အချိန်မှာပေါ့။အထက်ရရှိတွေကနေပြီးတော့တဆင့် WI နေမွေးစေဝါနေချပေးတယ်ပေါ့။ချပေးတဲ့အချိန်မှာရရှိတွေကနေတဆင့်။နောက်လည်းငယ်သားတွေထုံးမပေးဘဲနဲ့သူတို့ကိုယ်တိုင်တပိနေမှာအချားနေမှာတော့တုံးကြတယ်။ တားသုံးတဲ့အချိန်မှာနောက်နောက်လက်ငယ်သားတွေတီးလဲတီးရောသူတို့လည်းလိုက်ဝယ်ပြီးတော့တုံးရတယ်ပို့လိုက်ဝယ်ပြီးတုံးရတဲ့အချိန်မှာနောက်ပိုင်းတီးတော့ဖိုးဖိုးတယ်ကြိတ်တယ်ရိုက်နေခံနောက်ပိုင်းများလာတဲ့အချိန်ကြောင်နေပြီးရလို့ရှိရင်၆ပေါက်တည်းထည့်တယ်ပို့အဲ့ဒီနဲ့တဲ့အချိန်ကနေပြီးတော့တစင်နောက်ပိုင်းကျွန်တော်တို့လည်းမနေချင်တော့တဲ့အချိန်မနေချင်တော့တဲ့အချိန်တွေတစ်ခါရောက်လာတယ်ပို့နောက်ပိုင်းတရားမကောင်းရင်စစ်တမအများဆိုတဲ့အတိုင်းတို့ပြေဖို့လာနေပိုးပြီးပါရောပြီးရိုက်ခိုင်းရတာပေါ့ရိုက်ခိုင်းတဲ့အချိန်မှာတို့ ပြေးရင်တဲ့လူလည်းရှိတယ်ပြီးတော့ WI သုံးတဲ့ကောင်တွေကလည်းပတ်သက်မရှိလို့ရှိရင်ပြည်သူတွေအဲကနေပြီးတော့ပစ္စည်းတွေတက်ယူတယ်ဆိုလာပြားတွေဗီဒီယိုတွေတက်ယူတယ်ကြီးတွေရောင်းတယ်ပြီးတော့အဲ့ဒါတွေရောင်းချပြီးတော့သူတို့ WI တွေဝယ်မွေးစေဝါတွေဝယ်ပြီးသုံးကြတယ်ပေါ့ပြည်သူတွေအများကြီးကြီးပေါ့ကြတဲ့လူမျိုးကြီးအဲ့ဒါကြီးစားတော့စားသုံးနေရတဲ့အချိန်မှာကျွန်တော်တို့မနေချင်တော့ပဲနဲ့သူတို့လက်လက်ထဲကနေလොမြောက်လොမြောက်အောင်ဆိုပြီးတော့ကျွန်တော်တို့ထွက်ပြေးလာခဲ့တယ်ပေါ့ ကျွန်တော်ရှေ့တန်းစစ်နေတော့ကျွန်တော်မွေးစေဘာနဲ့ပတ်သက်လို့ကျွန်တော်တွေ့ကြုံခဲ့ရတာဆိုရင်တော့တို့အခုတော့စစ်တောင်းထိုးနေတဲ့ဆိုင်ငယ်တွေတွေ့တယ်စေသမားတွေတွေ့တယ်တို့ဖမ်းတယ်စေးတွေယူတယ်စေးတွေယူတယ်ယူပြီးတို့စေးတွေတုံးတယ်နောက်ပြီးအခုတော့ကျွန်တော်တို့စစ်တောင်းသွားနေတဲ့အချိန်မှာဆိုလို့ရှိရင်တို့လောဘကြင်နေဝင်တယ်ကျွန်တော်တို့ရောက်လာပြီးပြည်သူတွေကမရှိတော့ကြောက်လန့်ပြီးထွက်ပြေးကြတယ်အဲ့လိုရှိမှတို့အိမ်မော်တွေတက်တယ်တို့ပစ္စည်းတွေတက်ယူတယ် ျွန်တော်တို့ကျွန်တော်တို့ဝင်မယ်ဆိုရင်ကျွန်တော်တို့ဝင်ခွင့်မပေးဘူးပစ္စည်းတွေအတက်ပြီးတော့ပြင်တို့ရောင်းချတာရောင်းချရည်သူစေးတွေတုံးနေဂိမ်းတွေစောတယ်ဘယ်လက်ရှိနောက်ဆုံးကျွန်တော်နေခဲ့တဲ့ဟိုဗီလက်မေဆိုကျွန်တော်နားခဲ့ရဗီလက်မေဆိုင်မှာဆိုလို့ရှိရင်ကျွန်တော်နဲ့ပေါင်းနေတဲ့ဒုံးဖွဲ့ရှိတယ်အဲဒုံးဖွဲ့တွေဟိုသူတို့အပြည့်မှာဝက်ခိုင်းတယ်ဆိုပြီးတော့သူတတောင်းမှုသုံးလုံးဆိုပြီးသူတို့ပြန်ယူရတယ်ပြန်ယူပြီးသူတို့ရှူကြတယ်သုံးကြတယ်ညဘက်ဆိုရင်သူတို့မအိပ်ဘူးပြသူတို့ဆေးကြောင်ကြောင်ပြီးသူတို့ဟို ဟိုဟာရှောက်လို့တရားရှောက်လို့ဟိုအစုပ်ပြတ်ကောက်ပြီးတော့ဒီအစုပ်ပြတ်ကတော့ချောင်းကြီးရှောက်လို့ရတယ်။ဘုံရရရှူရမရှိဘူးသူတို့ဘာလို့လဲကော့ရီရှူရဲ။နောက်ကျတော့သူတို့ဘလိုဖြစ်လာတယ်ဆိုတော့ဒိန်းဆော့ဖို့လည်းပတ်စံမရှိဘူးဆေးရှူဖို့လည်းပတ်စံမရှိဘူးကျွန်တော်တို့ပြည်သူစုမူတန်းနေပါအများကြီးပဲပါလူတန်နေနေတာပေါ့ဖုန်းနေခိုးတယ်ရောင်းတယ်ရောင်းပြီးသူတို့ဒိန်းနေဆော့တယ်ဆေးတွေရှူတယ်ကျွန်တော်တို့ကြွားတရားဝင်ကျွန်တော်လမ်းကြီးယူတယ်လမ်းကြီးယူပြီးတော့ကောင်မလေးကိုဆေးရောက်ကြောင်းအရမ်းမှကျင့်တယ်အာကျွန်တော်တို့စစ်ကြောင်း ိုးရင်းနဲ့ပေါ့ကျွန်တော်တို့မုံခိတကယ်ကိုတွေ့တယ်။အဲမုံခိရောက်တော့ကျွန်တော်စစ်ကြောင်းရက်ပြီးတော့ဒီတကြက်တန်းစော်ဦးဆိုလို့ရှိရင်မုံခိတွေဝင်လာတယ်။ဝင်ပြီးတော့သူပေါ်ရှာတောင်းချောင်းနဲ့တွေ့တယ်။ဒီကြားစိမ်းဖောင်းနဲ့ပေါ့အိတ်သုံးလုံးတွေ့တယ်။အဲအိမ်မှာအဲအိတ်ထဲမှာသူနာပြူနှစ်ချက်တည်းရောနောက်ပြီးဖုန်းတစ်လုံးတွေ့တယ်။ဘာသာတွေယူရဲသူယူပြီးသူကြောင်းစားရောင်းစားရောသူစေးတွေတုံးနေဂိမ်းနေဆိုတော့အဲကျွန်တော်တို့နောက်ဆုံးဖြစ်ခဲ့တဲ့တိုက်ပွဲလိမ္မော်ဂျာမှာဆိုလို့ရှိရင် အဲဆရာသူရမင်းဆိုရဲဆရာဆိုလို့ရှင်သူဆေးကြောင်ကြောင်ပြီးတော့သူရှေ့ပြည့်တယ်သူအသက်တင်မလာသူပြည့်တယ်သူမတွေ့ဘဲသူရန်တမ်းမတမ်းပြည့်တယ်နောက်ပြီးတော့နောက်ကနေရသူ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 တပည့်ကိုသူပြည့်လိုက်တယ်သူတပည့်လက်မောင်းမှန်သွားတယ်အာကျွန်တော်ရဲ့ရှေ့တန်းတွေ့ကြုံတော့ဒါပါအဲကျွန်တော်ငါးလင်းငါတင်ရမှာပေါ့နော်ငွေစီဝါရဲ့အတွေ့ကြုံပေါ့ဟောစီကျူကြီးယူမေထုံးကိုတာဆေးရောင်းတယ်တတောင်းဖို့ငါအားကောင်းပြီးရပေါ့နော်အဲ့မှာတုံးဆွဲသူတွေကတော့တင်ရင်မူတင်ရင်ဘူကြီး တကြက်ဒုတကြက်တကြက်ကြီးအရာကောင်ပေါ့အားလုံးအစားသုံးနေပေါ့နော်အဲ့မှာဆေးကြောင်ကြောင်ပြီးယူသွားရသူလည်းရှိတယ်ဆေးသုံးပြီးတော့ထိမရသိမရလို့ဘုကင်းထဲမှာထည့်ပြီးတော့တိတ်စီထားထိမ့်သိမ့်ထားရတာလည်းရှိရပေါ့နော်ဖြေခဲ့ပြီးခဲ့တဲ့လက်တလောလက်တလောမှာတင်ဖြစ်ပြခဲ့တဲ့ဖြစ်ပြကတော့ဘုကင်းမှာတောင်းဝင်ယူနေတဲ့အားရဆိုင်ရဲ့ဆေးသုံးပြီးတော့သူသမီးကိုဆေးကြောင်ကြောင်ပြီးတော့သူသမီးကိုပေါ့နော်အဲ့မှာအမင်တတိနဲ့ပြစ်လိုက်တာလမောင်းကိုရှက်တိပဲမှန်သွားတာ ကျွန်တော်တို့ကလည်းသူတို့ရင်ရှင်နေဖြတ်သွားလို့ရှိရင်တနေ့နဲ့ချင်းကြောက်တာရှိရဲဒါနဲ့လိုက်ခေါက်တာရှိရပါတော့။သူနဲ့စကားပြောလို့ရှိရင်လည်းအမိမမတက်ရင်ကျွန်တော်တို့ရိုက်တာနှစ်တာလည်းရှိရပါတော့။အဲ့ဒါကတော့ကျွန်တော်ငါးလီငါးတက်ရဲ့မူရစီပွားအကြောင်းတွေ့ကြုံခဲ့တဲ့တွေ့ကြုံ။ဒီဒီပေါ့ရက်တီဖို့ဘယ်ယာရီကတွန်းအားပေးခဲ့လဲဆိုလို့ရှိရင်ကျွန်တော်ခုစစ်စင်ရေလျှောက်လာတဲ့လမ်းတစ်လျှောက်လုံးမှာကျွန်တော်မြင်တွေ့ခဲ့ရတာဒီပေါ့။ဘာတရားမှာဆိုရင်အိမ်တွေရော ပြည်သူအိမ်ပြည်သူအိုးအိမ်ပစ္စည်းတွေကို ရားစရာမရှိဘူးပေါ့သူတို့လက်နဲ့ကြီးတွေနဲ့ထူရတာတွေဒေါ်ကုန်းတွေခြားတာတွေကျွန်တော်မြင်တွေ့ခဲ့ရတယ်။နောက်ပြီးတော့ဘုံကြီးကြောင်ဘုံကြောင်တကြောင်လည်းကျွန်တော်ရောက်ခဲ့တယ်။ဘုံကြောင်မှဆိုလေအဲလက်နဲ့ကြီးရာတွေဘုံအဲဒေါ်ဘုံရာတွေပြစ်ခတ်တာလည်းမနေဘူးပဲ။ဆုတ်ပြတ်တက်နေရရတာမျိုးစားတဲ့ခလေးခလေးတငယ်တင်းနဲ့စားတဲ့ညောင်းတွေရောလက်နဲ့ကြီးတွေနဲ့ထုအမြောက်တွေနဲ့ထုထားတာတွေပေါ့မြင်တွေ့ခဲ့ရတယ်။အော်ပြည်သူတွေရွာတဲ့တွေဆိုတဲ့ဒီကောင်တွေလက်နဲ့ကြီးနဲ့ပြစ်ထားတာတွေမြင်တွေ့ခဲ့ရပေါ့ဘာမှဆိုင်ညာမှဆိုင်နဲ့ဒါကြောင့် ြည်သူတွေပြည်သူတွေနှိမ့်ဆက်ခံနေရပြည်သူတွေထိခိုက်တာတွေကျွန်တော်ဟိုကျွန်တော်မြင်တွေ့ခဲ့တယ်ကျွန်တော်စိတ်ထဲမကောင်းဘူး။ဒါကြောင့်မို့ဒီအရာတွေကပဲကျွန်တော်ပြည်သူပဲရည်တည်လာဖို့တွေကျွန်တော်တွန်းအားပေးခဲ့တာ။ပါစာနဲ့တက်တယ်ဘယ်လိုမျိုးတော့ခွဲခြားလဲဆိုတော့ကျွန်တော်တို့ပိုက်သွားရပိုက်သမားဆိုတော့ပြေခံမှုဖြစ်တယ်ကျွန်တော်ပိုက်သမားလည်းအရှိရပဲပြည့်ရတယ်။သူတို့ကအနောက်ရင်းထောက်ပြည့်ရတယ်။ကျွန်တော်ကြောက်လို့ဆိုပြက်ပြေးလာရင်အဲသူတို့ဖက်ပြန်ပြီးပြောတယ်။မင်းတို့ပြည့်ပြင်မပြည့်ငါကငါကိုယ်တိုင်မင်းတို့ပြည့်မယ်ဆိုကျွန်တော်တို့ချိတ်ချောက်တယ်။ ျွန်တော်လည်းသူတို့အသက်ပေးမှစားသူတို့ထဲမှာအသက်ပေးမှစားပါတော့ပြည်သူဖက်ကရက်တည်ဖို့တော်အတခုဖြစ်ခဲ့တယ်။နန်းကြောင့်စားလို့တော်ကျွန်တော်တို့ကြောက်အောင်ချက်ထားတယ်။ဟိုတော်လည်းဖက်ဝင်ပြီဆိုတော့သူတိကျနာမေးပြီးလို့ရှိရင်တိကျနာတိပြီဆိုတော့လည်းတပ်ပြစ်မယ်ဆိုပြီးတော့ဟိုချင်းကြောက်တယ်။ဟိုထွက်ပြေးလို့လွတ်မှာမဟုတ်ဘူး။အဲ့လိုချက်ပြလို့တော့မဟုတ်ဘူးကျွန်တော်အဲ့လိုချင်းရအောင်ကျွန်တော်လည်းအဲ့ဒါသူတို့ပြောတဲ့ကောင်ကိုယုံပြီးတော့အဲ့ဒါနဲ့ဟိုခမပြေးပဲနဲ့ဒီတိုင်းဆက်နေကိုအဲကြာလာသူတို့နှိမ့်ဆက်တဲ့တန်တွေမခံနိုင်လို့ဆိုပြီးတော့ဒီဘက်တော်လိုင်းဘက်ကို အာလာရောက်လာတော့လေကျွန်တော်တို့တော်ရင်ပတ်ရောက်ပြီဆိုတော့လေပြောတော့မဟုတ်ပဲနဲ့နင်းနေချွေးရောက်တယ်နင်းနေချွေးရဲ့ကျိုးစိုးတယ်သူညီလိုကိုလိုဆက်ဆံတယ်စားတော့နေထိုင်ရမှစဟိုဒန်းတို့ညီတို့နေရအာပြင်းပြင်းလည်းဘာမှမလုပ်အောင်ဒီသူတို့ပြောသူတို့လည်းရိုက်တာနှစ်တာတူမှမရှိဘူးဒီဘက်မှာအကုန်လုံးဆင်ပြီးတော့စကားစားတွေမှရှိတော့ပါတော့ တေတူတွေကျွန်တော်တို့ခွေးလိုမြင်ကြတော့ယုံနေယုံနေကျွန်တော်တေတူပကရက်တိမှဆိုတော့ကျွန်တော်ထွက်ပြေးခဲ့ထွက်ပြေးမှအမအန်တီဂျီနဲ့တွေ့ရတယ်အန်တီဂျီကိုပိုးပိုးလင်းကြောင်ပြောလိုက်တယ်အန်တီဂျီတို့ကျွန်တော်စကားစားတယ်ကျွန်တော်ထွက်ပြေးခဲ့အေးလက်ငါသားလက်အတော်ချိတ်ဆက်ပြီးမှလေအဲ့ဒါသမင်းလေးချက်ကျူးပြီးတော့တူတာသူဖော်ဆိုတယ်တူတာကလည်းကျွန်တော်တို့ကအခက်ခဲကြားလိုက်ရဒီဘက်ချောင်းကိုရောက်ခေါ်ခဲ့အဲ့ဒါနဲ့ကျွန်တော်တို့တေတူရဲ့မြေတားကိုခန်းစားလိုက်မိတော့ ကျွန်တော်စစ်တပ်ထမရှိတော့ကျွန်တော်ကျွန်တော်ရှိမိသားချင်းနေကျွန်တော်ရဲ့မိဘတွေကကျွန်တော်မကြည့်ဘူးကြောက်ဘူးကျွန်တော်တပည့်တော်ကျွန်တော်ထွက်လာတော့တော်လိုက်ဖွဲ့နိုင်ကျွန်တော်ပူပေါင်းမယ်ကျွန်တော်ပြည်သူကကျွန်တော်ရက်တည်မယ်ဆိုတော့ကျွန်တော်ရဲ့မိဘတွေကကျွန်တော်ဝင်းသားရဲ့အားရဂုံယူပဲပေါ့ကျွန်တော်မှန်ကန်တဲ့လမ်းကိုကျွန်တော်ဖြည့်ရှိလိုက်တဲ့အတွက်ကျွန်တော်ဂုံယူပြီးပြီဖြစ်တာပေါ့သူတို့ တလိုင်းကျွန်တော်စာဝင်ကျွန်တော်ကျွန်တော်ဒီဘက်ကျွန်တော်ရှင်စားခြင်းနေအစင်မပြေဆိုပြီးတော့ကျွန်တော်တစ်ဖက်နိုင်ငံကိုကျွန်တော်သွားမယ်လို့ကျွန်တော်စဉ်းစားချက်တယ်ကျွန်တော်တစ်ဖက်နိုင်ငံမှာကျွန်တော်သွားတယ်ကျွန်တော်ပြဖန်းခံမှာပဲကျွန်တော်ဒီပြရောက်မှာပဲအဲ့ဒီတော့ကျွန်တော်အခုနောက်ပိုင်းမှာကျွန်တော်စိတ်မျိုးပြောင်းသွားတယ်ကျွန်တော်ဒီကတော်လာရေးအဖွဲ့နဲ့ကျွန်တော်ပူးပေါင်းပြီးတော့ကျွန်တော်ပြန်တော်လာမယ်ကျွန်တော်ဒီနိုင်ငံကြီးကျွန်တော်အေဂျင့်တွေကျွန်တော်ပြန်ပြီးတော်လာမယ်လို့စတိုက်မယ်လို့ကျွန်တော်စဉ်းစားချက်ကျွန်တော်ဆောက်ရည် ပြည်သူ့ကရက်တည်ပြီးတော့တလိုင်းဖွဲ့နဲ့ပူပေါင်းလို့ကျွန်တော်ဆက်တိုင်ပေါ့။ဘာကြောင့်ဆက်တိုင်မယ်ဆိုတော့ကျွန်တော်ပြည်ရတော့ရှောက်မှာပြည်သူ့ရဲ့လက်နက်ကြီးတွေကပြက်လာတာကြီမွားတယ်ကျွန်တော်အဲ့ဒါတွေ့ပြီးတော့ကျွန်တော်ဆက်တိုင်ပေါ့တလိုင်းတပ်ဖွဲ့တော့ပေါ့ဒီကောင်ရရှိတူရပြည်သူ့ကမလုံးမြောက်လို့ကျွန်တော်တော့မလုံးမြောက်ဘူး။တလိုင်းတပ်ဖွဲ့ကျွန်တော်ပေါ့ကျွန်တော်ဆက်တိုင်ပေါ့ဒီကောင်လည်းပြက်လို့ထိပေါ့။ဟုတ်ပြီ။ကျွန်တော်တို့မိသားစုလိုက်ဒီတလိုင်းတက်ဖွဲ့တွေကိုပူးပေါင်းလာဆိုတော့ကျွန်တော်ရဲ့အတိုက်ရွေအဖြစ်ရောကျမ်းမာရေးရောကျမ်းမာရေးရောဒီတိုက်ပွဲ တိုက်ပွဲတွင်းကိုမပါနိုင်ပေမဲ့ဒီဒပိုင်တနဆက်ပြုံးမွေးမှုရေးဘက်ကနေပြီးတော့ပဲရက်တီဗီထောက်ပံ့ပေးဖို့အတွက်ကိုစဉ်းစားထားပါတယ်နောက်လာမဲ့ဒီညီကျော်တွေကိုလည်းတိုက်ပွဲတိုက်ရတိုက်ပွဲတိုက်မှမဟုတ်ပါဘူးကျွန်တော်ရဲ့ဒီဆက်ပြုံးမွေးမှုရေးဘက်ကနေဒပိုင်တိုင်းကူညီပေးလို့ကြရတဲ့ဆိုတဲ့အကြောင်းကိုတရင်ကောင်းပါခြင်းပါတယ်ပေါ့နောက်နောက်ဆုံးအနေနဲ့ဒီချမ်ဖတ်စစ်ကောင်စီထဲမှာရှိနေခဲ့တဲ့ကျွန်တော်တကယ်ချင်းလည်းကျွန်တော်ဘလို့သူတွေငါးကားပါခြင်းလဲဆိုကျွန်တော်ချမ်ဖတ်စစ်ကောင်စီပြောသလိုအော်တော်လန်တက်တွေကတစ်ဖြတ်တာတွေမရှိဘူးနှိမ့်ဆက်တာတွေမရှိဘူး မင်းတို့ချမ်ဖတ်စစ်ကောင်တွေပြောသလိုတော်လိုင်းတက်တွေကတက်ဖြတ်မယ်နှိပ်စက်မယ်ဆိုရင်မတို့ဒီလိုမျိုးဒီလိုနေမျိုးမှာမင်းတို့ဒီလိုကင်မရာရှိမှာတော့ပြောနိုင်တော့မဟုတ်မတို့တက်ပြစ်လိုက်ပြီဒီမင်းတို့ချမ်ဖတ်စစ်ကောင်တွေပြောတဲ့အတိုင်းလည်းမဟုတ်ဘူးဒါကြောင့်ပြည်သူပေါ်နှိပ်စက်အနိုင်ကျင့်နေတာတွေကိုတွေးပြီးမင်္ဂလာတို့တော်လိုင်းတက်တွေနဲ့မင်းတို့အမြဲတမ်းလာပူပေါင်းစီစဉ်တယ်မြန်မာနိုင်ငံတည်တည်မှရှိတဲ့လူငယ်တွေကိုကျွန်တော်ပြောချင်ပါတယ်ဒီချမ်ဖတ်စစ်ကောင်တွေကအချိန်မီးမင်းတို့အင်ရှိတကားဝါကိုရောက်နိုင်တယ်ဒါကြောင့် သူတို့မတရားဆွဲပြီးစစ်တပ်ရဲ့ထဲတာကိုခံမလားမတို့တော်လိုင်းတက်နေတဲ့သူတို့ကိုပြန်တော်လာမလားဟောကျွန်တော်ဖိတ်ခေါ်ချင်တာပေါ့နော်အဲဒီပြင်မှာရှိတဲ့လူငယ်တွေရောကျွန်တော်နောက်ဆုံးအနေနဲ့တော့ဒီစကားလေးပါချင်